ချာလုဖာကိုခေါ်ရေးပေါ်နာပိုလီရဲ့ကမ်းလှမ်းမှုတွေကိုပယ်ချလိုက်တဲ့ Chelsea ပရီးမီယာလုံးမဲမိလာများဘလူးလိုင်းယန်ကိန်းကနေပြန်လဲကြိုးလိုက်ပါရင် Chelsea ခံစင်မှုချာလုဖာဟာပယ်လေးကိုအငားနဲ့ထွက်ကစားခဲ့ပြီးခြေစွမ်းကောင်းတွေကိုပြသနိုင်ခဲ့တာကြောင့် Chelsea တင်ဟာသူ့ရဲ့ခံစင်ပိုင်းပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ချာလုဘတ်ကိုပယ်လေးထံကနေပြန်လဲခေါ်ယူခဲ့ပါရင်ချာလုဘတ်ကလည်း Chelsea ကိုပြန်လဲရောက်ရှိလာစင်မှာစွမ်းဆောင်ရည်ကောင်းနေတဲ့အတူအသင်းရဲ့ခံစင်ကိုအကောင်းဆုံးဥဆောင်နိုင်ခဲ့တာကြောင့် Chelsea တင်ရဲ့အဓိကစာမတရားဖြစ်လာခဲ့ပါရင် ဒါကြောင့်လည်းယခုနေရာတွင်ပြောင်းရွှေ့ကာလာမှာတော့ Charlo Bus ကိုခေါ်ယူခြင်းနဲ့ကလန်အသင်းတွေအများကြီးရှိလာခဲ့ပါတယ်။ City Club Napoli အသင်းက Charlo Bus ကိုကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမဲ့လည်း Chelsea အသင်းကနှစ်ခါပြန်မစင်းစားပဲပယ်ချသွားခဲ့ပါတယ်။အစောပိုင်းတော့ Chelsea က Napoli ထံရောင်းချဖို့စဉ်းစားခဲ့သေးပေမဲ့ Charlo Bus ရဲ့ခြေစွမ်းကိုအားရချင်တဲ့မှုရှိနေတာကြောင့်ရောင်းချမဲ့စေကူးကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ချာလိုဘတ်စ်ကိုအတင်းမှာဆက်ထားခဲ့ပေမဲ့လည်းချဲစီကချာလိုဘတ်စ်ကိုပုံမှန်ပွဲထွက်ခွင့်အာမခံချက်မပေးထားဘူးလို့သိရပါတယ်ဒီတိုင်းဆိုရင်ချာလိုဘတ်စ်ကရောအတင်းပြောင်းဖို့စိတ်ရိုင်လာမလားဒါမှမဟုတ်အရင်တုန်းကအထက်ပို့ပြီးတော့ကြိုးစားလာမလားပရိသတ်များရဲ့အမြင်တွေကိုလည်းပြောပြခဲ့ကြပါဦးချဲစီတဲ့အတိုင်းစစ်မိုးတင်လျက်ဒီလက်ကတော့ကိုပါမနဲ့တွဲကစားရမယ့်အပေါ်မှာအတော်လေးကိုစိတ်လုံရှားနေပြီးပါမကိုချီးကျူးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ် ကိုယ့်ရဲ့ကစားပုံကအံ့ဩပွင့်အောင်ကောင်းပါတယ်။သူနဲ့တူနောက်တစ်ချိန်ပြန်တွဲကစားခွင့်ရဖို့မဆောင်နိုင်အောင်ပါပဲ။တိုက်စင်နေရာမှာကစားရင်သူ့စီကနေဘောလုံးလက်ခံဖို့အတွက်စိတ်လှုပ်ရှားနေပါပြီ။ကျွန်တော်တို့တွေဟာအတူတူချင်းပြင်လာခဲ့ကြသလိုစီတီမှာအတူတူတွဲကစားလာတာနှစ်ပါးမနေပါဘူး။ဒီကိုပြောင်းရွှေ့ကစားဖို့သူနဲ့တိုင်ဝင်ခဲ့ပါသေးတယ်။ဒါကြောင့်သူနဲ့နောက်တစ်ချိန်တွဲကစားခွင့်ရဖို့မဆောင်နိုင်ဘူးဖြစ်နေပါတယ်လို့ဒီလက်ကပါမနဲ့တွဲကစားရမယ့်အပေါ်မှာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပြောကြားသွားခဲ့တာပါ။ကလာခြေကြကွဲကွာသွားခဲ့တဲ့တငယ်ချင်းနှစ်ယောက်ရဲ့ဇက်ပေါင်းထုတ်ခန်းတွေကချင်းစီတင်းကိုအကောင်းဆုံးအကျိုးပြုပြီးတော့အမြင့်ဆုံးစီဆွဲတင်ပေးသွားနိုင်မလားဆိုတာဆက်လက်ဆောင်ကြည့်သွားရမှာဖြစ်ပါတယ်။ ပိတ်သက်များကရောဒီလက်နဲ့ပေါမားတို့နှစ်ယောက်တွဲဖက်ညီညီနဲ့ကစားနိုင်ကြမယ်လို့ထင်မိကြပါလားပြောပြခဲ့ကြပါဦး